ဒီစပင်ကအရန်လှုပ်ချင်တာမြတ်သူအဲ့စပင်အရန်ကြိုက်တယ်လေအရန်လှုပ်ချင်လို့လို့ဘာအလုံးမှမရှိတဲ့အဲ့ပေါ့နော်၅ရက်လောက်ကိုအဲ့ဒါလှုပ်ထားတာအမှန်တော့နှစ်ပတ်လောက်ထားချင်တာအဲချစ်လိုက်တာအရန်လာတယ်နော်အရန်နှုတ်ပြလာတယ်နော်ငငယ်ရတဲ့ပုံချော့အဲ့လိုအတန်နေပုံချားလေပူလိုက်တယ်လေတော်တော်ကြီးတီးခံမိနေရတယ်ဒီစပင်က၃နာရီတော့ကြာတယ်ဒါပေမဲ့သဘောကျတယ်ပြီအမှန်တော့အဲ့လိုဟိုလိုပေါ်လာလေးထွက်ခဲ့တာလေတော့တို့ရအောင်ဟုတ်လားအမအဲ့လိုလှုပ်ချင်တာပေါ့နော်လှုပ်ခွရအောင်ပေါ့ဟုတ်ရှင်ပါကြိုက်တယ်ကျေးဇူးပါအရန်ပြော်ပြီအဲ့လိုလှတယ်ပြော်ပြီ ။ဟိုကရလွတ်လပ်တယ်ဘယ်ကိစ္စနဲ့ဘသူတွေတိုင်ပင်ရမှာမေးပေးရော။ဒီမှာတိုင်ပင်ကြပြိဿတ်ပဲရှိတယ်။လုံးလို့ရမလားရှင်ဆိုပြီးတော့ကျွန်တော်လည်းဆောင်းတော့ပြီ။ဒီစပင်းကအရန်လှုပ်ချင်တာအမြဲတော့အဲ့စပင်းအရန်ကြိုက်တယ်လေ ဲ့လိုဇမင်အကအကအပွားယူတအားကြိုက်တာကိုယ်ဇမင်ကအဲ့လိုပွားလည်းမရဘူးဒါကနည်းနည်းအဲ့လိုဇမင်အတုနဲ့စက်တင်လောက်ထားတာအရန်လောက်ချင်လို့လို့ဘာအလုံးမှမရှိတဲ့အဲ့ပေါ့နော်9ရက်လောက်ကိုအဲ့ဒါလောက်ထားတာအမှန်တော့နှစ်ပတ်လောက်ထားချင်တာဒါပေမဲ့ဟိုဇလန်တို့လက်ကျန်ပြန်ဖြတ်ပေးရမယ်ဆိုတော့ပြန်ဖြုတ်ရမှာဆိုတော့9ရက်လောက်ပဲထားလို့ရအောင်အဲ့တိုက်တာဒီလိုအဲ့လိုပွားယူကောက်ကောက်ပွားယူရတယ်အစ်ကိုလောက်ထားတာ ဆိုင်ရလုတ်ပေးတာသဘင်ငါတော့ကိုယ်သဘင်ကထဲထဲမှာအစ်စ်ဒါအပြင်ငါကသဘင်သားပေါ့ဒါတကြံဆိုလဲအရန်စင်ပြေတယ်နင်ကဟွာပေါ့အာနည်းနည်းလေးဟွာ promotion ဆင်းလိုက်မယ်ဒါအဲ့ဝေးကလုတ်တာတကြံဆိုရင်ဒီသဘင်ကတော်တော်အစင်ပြေတာတဲ့ဒါရေစိုးလေးလှတယ်ပဲတဲ့အတွားလေးရေတူးဆောင်တာတွေ့အောင်လက်လက်ဖြန်းနေရစီအကျေစုဟာရွှေချက်တဲ့သဘင်အကောက်ကောက်ကိုလို့ပော့ပွားကြီးကြိုက်တာဟာအေးနဲ့အကောက်ကြိုက်တာဟုတ်တယ်မြတ်စွာသဘင်အကောက်တအားကြိုက်တယ်အဲ့လိုကောက်ကမှအဲ့လိုပော့ပွားတိုင်းတိုင်းလေးကြိုက်တယ် အဟောအမင်းရလောက်တာမင်းတို့လုံးမလို့အမင်းဟိုနေ့ကျတော့နည်းလူတိတ်ပြီးတော့မကြိုက်ပါဆိုတာနဲ့ကိုဒင်းရ family show ဆိုတော့လွတ်လွတ်လပ်လပ်ဆိုဟိုနေ့ကတော့နည်းနည်းအများသူငါဆိုတော့လေအဲ့နဲ့မင်းရမလောက်လိုက်တာအဲ့မင်းတို့ချိုးကတော့ကြံကြရလုံးလို့ပြောတယ်ရေးဆိုရင်တအားလာတယ်တဲ့ကိုကတော့ကြံမလုံးတာဒီရက်လောက်ပဲလုံးပါဒါပေမဲ့တော်တော်သဘောကျတယ်ပေါ့ပေါ့လေးပဲဒီလိုကကိုဒီစီမံအောက်တက်တော့ live ပဲလို့ကိုကိုယုံကြည်မှုတော့ရှိရဲ့ဟာအရာကတော့အဲ့လိုသူတို့အဆောက်ဖောက်တာဆိုကိုကအဲ့လိုရောက်မဆိုးဘူးတော့လေကိုနဲ့နည်းနည်းတမျိုးဖြစ်နေမှာပေါ့အသက်ဆန်းဖြစ်နေ ဟုတ်တယ်လူတွေအပြစ်မှာတွေ့လေးတဲ့ကွန်မန့်နေပါလေအဲချစ်လိုက်တာအရန်လာတယ်နော်အရန်နှုတ်ပြလာတယ်နော်ငငယ်ရတဲ့ပုံချောအဲ့လိုအတန်နေပူကြလေပူလိုက်တယ်လားလေ ဟုတ်ဟုတ်အအဓိကအဲ့ဒါတော့ဟွာပါလေ့ကျင့်ခန်းလုပ်စေချင်တာဟောဆိုလူတွေကအဲ့လိုပေါ့နော်ဟွာဝါနေတယ်အမျက်နှာကြီးကြီးနေတယ်ဆိုရင်အဲ့လိုပေါ့နော်အဲနည်းနည်းအဲ့လိုပေါ့တချို့တခြားသောနီးလန်းနေနဲ့အဲ့လိုပေါ့နော်လုံဖို့အတွက်စဉ်းစားကြတာရှိရောတကယ်တကယ်အာ side effect အကင်းဆုံးကို့အတွက်အကောင်းဆုံးကတော့အကိုလက်ကြာအကစားအဓိကအဲ့ဒါကိုပြောချင်တာပါ main မျိုးတွေကအဲ့လိုဆိုမျက်နှာကြီးဝါလာရင်အဲ့မျက်နှာကြီးပဲကွက်ကွက်ပြီးတော့တွတ်တွားပြီးလုံးကြတာတကယ်အဲ့မျက်နှာကြီးဒါသေးတာ body ကကြတော့ကြီးပြီးကြံခဲ့တာအဲ့ဒီ balance ကိုတို့ကမသိပဲနဲ့မျက်နှာပဲသေးတယ်ဆိုပြီးတွတ်လုံးကြတာတကယ်တော့မျက်နှာနဲ့ body နဲ့က ratio ညီမှလှတာဆိုတော့ ပြီးတော့အဲ့လိုမျက်နှာပြည့်ဘလောက်ပဲမျက်နှာပြည့်ပြည့်ရစ်ချင်ငန်းလို့ဒီတေချာပေါက်ပြန်ပြီးကိုယ့်ရဲ့ဒီမျက်နှာဂျောလိုက်နေပေါ်ပေါ်ရဲဆိုတာလဲအဲပြောချင်လို့ပါရှင်အဲအကြောင်းမလဲတင်တင်လိုက်တာပါဟုတ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ဆိုမြန်ရိုးရဲကောက်တဲ့လူရှိတယ်ဟုတ်ကဲ့ရှင်ဟာအဒါတော့အမျိုးမျိုးပဲကောက်တဲ့လူကဖြောင်းနေတယ်ဖြောင်းတဲ့လူကကောက်ချင်တယ်အထူတဲ့လူကပါချင်တယ်ပါလူကထူချင်တယ်မျိုးစုံပါပဲလူစိတ်ကရတဲ့အရာကိုသိပြီးတော့မရောက်ရဲနိုင်ကြဘူးเนาะဟာ အဲဟုတ်တယ်ဒါကိုက်တာတော့မဟုတ်ဘူးကိုယ့်ကကိုလှုပ်ချင်လို့သဘောကျလို့ပေါ့နော်ကိုလည်းမလှုပ်ဘူးတာလည်းပါတယ်အယောင်တွေပါလို့မစိုးဘူးတာပါတော့လှုပ်ကြည့်တာပေါ့နော်မလှုပ်ဘူးတာလှုပ်ကြည့်တာသူ့ပြောက်တိုင်းမရဘူးဘဝရဲ့လွတ်လပ်တဲ့ဘယ်ကိစ္စနဲ့ဘယ်သူတွေကိုတိုင်မရမှာမေးပေးဦးဒီမှာတိုင်မင်ကြပိဿက်ပဲရှိတယ်လှုပ်လို့ရမလားရှင်းဆိုပြီးတော့ကျွန်တော်လည်းရှင်းတယ်ဘယ်သူတွေကိုမေးရအောင် ီမှာမအဲ့လိုကိုကိုကြည့်ကိုကြိုက်ကိုလှပဲအဲ့လိုတရားကိုသွားပြီးတော့မေးရတယ်ခွင့်ပြုချက်တောင်းရတယ်အလုပ်ရမျိုးမရှိဘူးဟာကြီးကလက်ရှိချိန်ပြီးတော့ကိုစိတ်နဲ့ကိုကိုရှင်းတန်းဖြတ်တန်းနေတယ်ကိုလှုပ်ချင်တဲ့အရာအပြေဝကိုဘသာကိုတယောက်တည်းပေါ့နော်လှုပ်ပိုင်ပြီးရတယ်အဲ့ဒါကြောင့်ပြောတာတယောက်တည်းတောက်ပါလားဆိုအဲ့လိုစကားမျိုးကြောင့်ဖြစ်မှကျွန်တော်ကြည့်ရတာဟာမတူဘူး3နာရီကြာတယ်တော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 ်ကြီးတိကျမင်းနေရတယ်ဒီစပြေ3နာရီတော့ကြာတယ်ဒါမဲ့သဘောကြာတယ်ပြီးအဲ့မလိုအဲ့လိုဟိုလိုပူပါလေးထိုးခဲ့တာလေ ည်းပို့ပြီးတော့အာ fresh ဖြစ်တဲ့မူချက်မလားပေါ့လို့ပြောနေလို့ကြည့်။အဲ့မျိုးဆိုတပင်အကောက်ဆိုကြိုက်တယ်။လှိုင်းလည်းကြိုက်တယ်။တပင်ဖြောင်းနေရမယ်။ဖြောင်းနေမျိုးကိုယ်နဲ့မလိုက်ဘူးလို့ခံစားအရင်စံပတ်ဖြစ်လို့နဲ့လို့ခံစားရပြီလေ။လုပ်ငန်းဝင်ရတော့အများကြီးဆင်းမြောက်ဖြစ်ရတာပေါ့နော်။အာအဲဘဝကြီးအမြင့်တော်လေးကိုကိုကိုပေါ့နော်ကိုကိုကိုတဲ့အပိသက်ပြောပြီးတဲ့ဇာတ်ကိုလိုက်နားထောင်ရင်းနဲ့နေတာများတယ်ဒါပေမဲ့ကိုကိုကိုလည်းကိုကိုစိတ်လို့ကိုလို့လည်းနေပါတယ်ဒီကတော့ကိုကြိုက်လို့ကိုလောက်တာပေါ့အဲ့ဒါမပိသက်ကိုမလက်လက်ခံအောင်တော့ချော့ပြီးတော့ပြောတာတောင်းဆိုတာပေါ့နော် ကျေးဇူးပါရမ်းပြော်ပါဘာဖြစ်မှာလဲမေးမေးဘူးလားအဲ့မေးကြတော့ဘာလို့ဒီမှာရေကတော့ပြောရတာပါလေ။အဲရမ်းပြောင်းပါရှင်။အဲရမ်းပြင်းရမ်းခုနေရှိဘူးရမ်းကွက်ပြီလား။ကျေကွတ်တယ်မလဲတကယ်တခါမှလုံးမလုပ်ဘူးလို့ထင်တယ်အထူးဆန်းလေနော်။တောက်လို့ရှိတဲ့ရမ်းစင်ပြေတယ်။အဲ့တော့မလုပ်ဘူးတဲ့ဟာဥပမာပြောတာပြောပါမယ်။အမအဲ့လိုလှုပ်ချင်တာပေါ့နော်လှုပ်ခွရတာပေါ့ဟုတ်ရှင်။ကြိုက်တယ်ကျေကွတ်ပါအရမ်းပြောပြီအားလုံးနားတယ်ပြောပြီ။အဲ့လေးနဲ့နားတယ်။အကုန်ပဲ။ ကျော်ဝိတ်ဒါလွယ်ချင်တယ်အသက်ကြီးလာတော့မှလေ sorry ချစ်အသက်ကြီးလာမှကျော်ဝိတ်လွယ်ပို့ငဲတလူလို့ထင်ရတယ်အဲ့လိုကျော်ဝိတ်လေးနဲ့လက်ရလက်ရသွားရအဲ့လိုနည်းနည်းပို့ပြီးတော့ပေါ့နော်နုပြုံမှုတွေနောက်ပို့ပြီးတော့တက်လက်မှုတွေပို့ရအောင်ခံစားရအဲ့လိုဘေးလည်းနည်းနည်းအသက်ကြီးရမှုရတယ်လို့ပဲအဲ့လိုဘေးပဲလေအကောင်လို့ဘေးနေကြီးပဲဟုတ်တယ်ဒီဘေးတော့မပါဘူး ရေစားဟိုနေ့ကကြည်သွားတဲ့ခါကျတကယ်ပါမနေဦးနေ့ကပေါ့နော်ဒီလိုက်တာရောက်မှာပေါ့လို့ကြည်ရတဲ့ခါကျလေဟိုတကယ်ကိုအရင်လက်ပျော်ရွှင်ရတယ်အဲရလက်ကိုပြည့်တတ်တယ်နဲ့ထထထဲပေါ့နော်တကယ်ကိုအစစ်မှန်နေပြောချင်တာကွာဟိုယုံထဲမှာသွားကြည်ရတယ်လို့မျိုးကိုယ့်အကူမဟုတ်ဖဲနဲ့ပေါ့နော်အဲကိုယုံထဲမှာတကယ်ကိုအများသူငါလည်းကြည်ရတဲ့ခါသူတို့ရဲ့လာတဲ့ feedback ကအရန်ကိုပေါ့နော် response ကတအားမြန်တော့တကယ်လဲဝမ်းသာရပါတယ်အာအားလုံးကြိုက်တဲ့အတွက်လည်းဟိုပါတော့ပြောရှင်ရတယ်ရှင်ဟုတ်ကဲ့ဆရာ။ဘယ်သူကလေတိလာတော်တော်မြတ်ကြိုက်တယ်။ကြိုက်တယ်ဆိုတာလေဟိုအက ခန်းတိုင်းပေါ့နော်အမျက်သူအမျက်သူပါတဲ့ဘက်အခန်းမဟုတ်ဘူးနောက်ပိုင်းဒီအသက်ကြီးသွားတဲ့ခါမှာဒရမ်ဒရမာတမ်မိုမြင့်လာတဲ့အချိန်မှာလေပါတဲ့မောင်နှမနှစ်ယောက်ကလည်းတအားပန့်ပိုးတော့အခါကျတော့တကယ်ကိုတော်တော်ဥစင်မာကြီးပေါ့နော်အဓိကဥစင်မာရဲ့ပါတဲ့ဒီကားထဲမှာဆိုရင်ပြောရရင်ပို့ပေးရတာကလေနည်းနည်းလေးပဲရှိတယ်တချို့ကားဆိုဇက်ပို့တွေကအများကြီးနဲ့ဝုံးပြီးပို့တာဒီတော့မှအမျက်သူလည်းအဲ့လိုမပို့လိုက်ရဘူးပြောချင်တဲ့အတိတ်ပဲဥစင်မာကြီးရဲ့မောင်နှမနှစ်ယောက်ပေါ့အဓိကဒီစတူဝင်းနဲ့တန်တာပေါ့နော်သူတို့တွေကပို့ပြီးတော့ဒီ၃လောက်ထဲကွာဒီမြက်မြက်ကိုဝိုင်းပို့ပေးရတာပေါ့နော် TV ရောကရှိနော် ပါပဲဟာဒီမှာလေးလက်တီဗီရောကဖြစ်နေလို့လေထမင်းတူတူမစားခြင်းပါထမင်းလည်းဆိုအတူမစားခြင်းကြောင့်ဟုတ်လားမင်းကပြောလိုက်ပါလားဒီနေ့ကစားပြီးမင်းတို့ငှက်လို့စားလည်းမစားနဲ့ငှိုက်ပါလည်းမနေကြနဲ့လို့မင်းမဆက်ကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ဒီတက်မုံမအောင်စူပါမဖြစ်ဘဲနဲ့ဇက်ပေါ်သစ္စာရှိရှိနဲ့ပေါ်တော်မတော်မနေရောက်ကလည်းတော်တော်လေးကိုပို့ပေးထားရတယ်ဥစဉ်မကြီးကျတော့ပိဋကတ်နေရာရှုတော့နေရလို့ခံစားရတယ်ဥစဉ်မကြီးပြောတဲ့ဇကားတွေကပိဋကတ်တွေကပေါ်တော့အဲ့လိုပြောတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ပြီးတော့ပြန်ခြုံငုံလိုက်ရင် အဲ့လိုမုန်းချက်နေတဲ့အချိန်မှာချက်ချက်ထထကြီးဖောက်တဲ့ပလော့လေးတွေရှိတယ်။အဲ့ပလော့လေးတွေကမုန်းချက်မှုကိုဖွင့်ပေးရလို့ခံစားရတယ်။နည်းနည်းရည်ရတဲ့အရာလေးပြက်လုံယူရတဲ့ရည်ရတဲ့အရာမဟုတ်ဖဲနဲ့ပေါ့နော်။အဲ့လိုမျိုးလေးရှိတယ်။အာဇလိုက်ကတော့မြစ်တော့အဲ့လိုအာကြီးတဲ့အချိန်မှာပေါ့နော်ဒီဖုံးဝယ်ပေးတဲ့အခန်းပြီးတော့နောက်ထမင်းစားဖို့ဖြစ်တာပြီးတော့တစ်ခါကျတော့နောက်ထပ်စိတ်နဲ့အများကြီးပဲအဲ့နောက်ပိုင်းစိတ်နဲ့အကုန်လုံးကြိုက်ပြီးတော့ခောက်ဆွဲပကံကိုကန်ပြီးတော့လေကိုကြီးကမစားဘူးဆိုငင်တော့တော့ကိုကြီးခွန်ကြွတဲ့ခောက်ဆွဲကအကောင်းဆုံးလို့ပြောပြီးတော့တီဗီယောဂအရှိတော်မစားခြင်းဘူးဆိုတဲ့ဟာမျိုးပေါ့နော်။အဲ့သူခံစားရတဲ့စိတ်ခံစားမှုပုံစံ မျိုးတွေအဲ့ဒါတွေအကုန်လုံးကိုသဘောကျတယ်ရှင်ဟုတ်လှုပ်ရှင်တာတော့လှုပ်နေတာပဲ2020ကငယ်တည်းကအခုကတော့ပို့ပြီးတော့အာကောင်းမွန်တဲ့အရာတွေပို့လှုပ်ရှင်ပါလှုပ်ပိုင်ခွင့်တွေပို့ပြီးရတာမျိုးပို့မျောလင်းတယ်အရင်ထက်ပို့ကြိုး2024ထက်ပို့ကောင်းအောင်လုပ်မယ်လို့ကိုကိုကိုအခွန်ပေါ့နော် push လုပ်ထားပါတယ်ရှင်ကျေးဇူးပါ visit တင်ပါတယ်